ပြည်သနာလုံးဝမင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Mafighter Soyi အတွက် One Championship မှာ American Dollar တသိန်းနဲ့စာချုပ်ကြီးထိုးဖို့ပွဲဘဏ္ဍပွဲကြံသေးလဲဆိုတော့ပြောပြပေးချင်ပါတယ်ဟုတ်ကဲ့ American Dollar တသိန်းနဲ့စာချုပ်ဆိုတာကလည်းအကန့်အသတ်နဲ့ပဲရတာပါသူကပွဲအလုံးအတွက်ဒီထိုးကြီးပေးထားတာမဟုတ်ဘူးအဲ့ American Dollar တသိန်းနဲ့စာချုပ်ထဲမှာအကျုံးဝင်တဲ့ပွဲစဉ်အရေးအတွက်ဆိုတာရှိတယ်အဲ့ပွဲစဉ်အရေးအတွက်ပြီးရင် အဲ့ကြီးမရတော့ဘာကြောင့်လဲဆိုတော့ဒီအမေရိကန်တော်တသိန်းနဲ့စာချုပ်ကြီးချုပ်ဆိုထားတဲ့အချိန်မှာရလက်ကောင်းတွေထပ်ပြီးတော့ရခဲ့ရဆိုရင်ဝမ်ကဒီကန်ဖရိုက်စာချုပ်ကိုတက်တန်းတို့မယ်ပြီးရင်ထိုးကြီးကိုလည်းထပ်မြင့်မယ်အဲ့လိုနေထားရဖြစ်လာမယ်ဗျာရှိမှ1 Friday ဖိုင်မှာထိုးခိုင်း1 Friday ဖိုင်လို့ဟောင်းမှာမပါတော့ဘူးပေါ့သူကထပ်ပြီးတော့စာချုပ်တစ်ထပ်ပြီးတော့ရသွားတယ်ဆိုရင်1 Friday night တို့1ပြိုင်ပွဲတို့မှာပို့ထိုးရတဲ့ဖိုက်တာဖြစ်သွားတော့မယ် ဲ့လိုနေတာရှိတယ်ပေါ့လေအဲ့တော့ဆိုလီဥဟာ1နဲ့အမေရိကန်ဒေါ်လာသိန်းနဲ့စာအုပ်ကြီးရရှိထားပြီးသားဆိုတာအားလုံးသိကြပါလိမ့်မယ်ဆိုလီဥဒီအဲ့မတိုင်ခင်ထိုးခဲ့တဲ့ပွဲစဉ်တွေမှာရလက်ကောင်းနေဇက်တိုက်ရအောင်ပြခဲ့တယ်ဒါကြောင့်လဲ1ကသူ့ကိုလှိလင်းမြန်ဆိုသလိုပဲအမေရိကန်ဒေါ်လာသိန်းနဲ့စာအုပ်ကြီးပေးရလိုက်တာပါဒါပေမဲ့အမေရိကန်ဒေါ်လာသိန်းနဲ့စာအုပ်ကြီးလည်းရပြီးရောဆိုလီဥကရှုံးပါလေရော အခုအမေရိကန်ဒေါ်လာသင်းနဲ့ဆာဥဒီတွေကသူဒီပွဲစဉ်၃ဘွယ်ထိုးပြီးပြီအဲ့၃ဘွယ်လုံးမှာအဆုံးရလနဲ့ကြုံဆုံရင်ဆန်ခဲ့ရတယ်ခမဒီတော့အမေရိကန်ဒေါ်လာသင်းနဲ့ဆာဥဒီတွေမှာဆိုလင်းထိုးဖို့ဘယ်နှဘွယ်ကြံသေးတယ်လဲဒါစိတ်ဝင်စားစရာကောင်းပါတယ်အခုဆိုရင်ဆိုလင်းဟာ1173ပြန်ပွဲကြီးထဲမှာလီယန်ဟာရီဆန်နဲ့ပွဲတယ်ပြေခံထားရတယ်ပေါ့လေအဲ့တော့ဟာရီဆန်နဲ့ဆိုလင်းဟူတွေ့ပြီးဆိုတော့ဆိုလင်းဟူကအမေရိကန်ဒေါ်လာသင်းနဲ့ဆာဥဒီတွေက၄ဘွယ်မြောက်ပွဲစဉ်ရတာ အမေရိကန်တော်တင်းနဲ့ဆာအုဒီရဲ့သဘောတရားအများသောဖြင့်ပွဲစဉ်6ပွဲရလေးရှိပါတယ်အဲ့တော့ပွဲစဉ်ရေအတွက်အပြင်ဆိုလင်းဦးဒီ3ပွဲကြံပါသေးတယ်အဲ့ဒီ3ပွဲဟာဆိုလင်းဦးအတွက်တကယ်ကိုခက်ခဲတဲ့ဆောင်ပွဲတွေပါပဲဘာကြောင့်လဲဆိုရှေ့မှာကအမေရိကန်တော်တင်းနဲ့ဆာအုဒီတွေကအကျုံးဝင်တဲ့ပွဲစဉ်3ပွဲမှာဆိုလင်းဦးကအရှုံးရလာတယ်ကြီးပဲကြုံခဲ့ရတယ်ဒီတော့အခုလက်ကျန်3ပွဲမှာအနိုင်ရမှဝမ်းဒီသူ့ကို contract တက်တန်းစာချုပ်ရှုပ်ဆိုဖို့တက်တန်းတိုးဖို့စဉ်းစားပေးမှာပါ အဲ့လိုမှမဟုတ်ပဲနဲ့ရှုံးပွဲတွေထမ်းများသွားရင်တော့ဇိုလင်းဟာအမေရိကန်တော်တင်းတဲ့စာအုပ်ကြီးတက်တန်းကုန်ဆုံးသွားရင်စာချုပ်တွေထပ်ရတော့မှမဟုတ်ပါဘူးအရင်ကအတိုင်း1 Friday fight တို့မှာပြန်ပြီးတော့ထိုးကြီးအနေနဲ့ထိုးရတဲ့အနေထားကိုရောက်သွားပါလိမ့်မယ်ခင်ဗျအဲ့တော့1 Friday fight မှာဘယ်လိုမျိုးကျွန်တော်တို့ဝင်ငွေရတယ်လဲပေါ့လေတပွဲထိုးရင်တော့သူကအခြေခံအပြင်ဒေါ်လာ1500လောက်ပေးတယ်လို့ကျွန်တော်ကသိရတယ်ဒါ1 Friday fight နော်ပြီးရင်အနိုင်ရခဲ့ရင်နိုင်ကြီးပေါ့လေ 1500အမေရိကန်ဒေါ်လာထပ်ပြီးတော့ပေးပါတယ်အဲ့တော့တပွဲနိုင်ခဲ့ပြီဆိုရင်တော့ဖိုင်တာတယောက်ဟာဒေါ်လာ3000လောက်တော့ရတယ်ပေါ့လေပြီးတော့စွမ်းဆောင်ရင်ကောင်းလို့ဘောနပ်ရှာထရီကနေပေးလိုက်ရင်တော့ဒေါ်လာ1000ထပ်ပြီးတော့ရတယ်ဒီတော့ဒီဖိုင်တာလေးတွေဟာ one friday fight အဲ့ဒီနေထားမှာဘောနပ်ရတဲ့အထိထိုးနိုင်ခဲ့မယ်ဆိုရင်တော့ဒေါ်လာအပြင်တပွဲတွေကနေ1300လောက်1300 1300လောက်ရတယ်ရှိပါတယ်ခင်ဗျ ဒါပေမဲ့တချို့သောဖိုင်တာတွေကတော့အခြေခံထိုးကြီးတောင်မှထောင်းရရမရဘူးထောင်းသွင်းအောင်လောက်ပဲရပြီးထိုးရတယ်လို့သိရှိရပါတယ်အခုဆိုလင်းဦးကတော့အမေရိကန်ဒေါ်လာသိန်းနဲ့သာဝကြီးရရှိထားတာဖြစ်တဲ့အတွက်အဲ့ထဲမှာ၆ပွဲအကျုံးဝင်တယ်တပွဲရဲ့ထိုးကြီးဟာအခြေခံအဖြစ်အမေရိကန်ဒေါ်လာ16,500လောက်ရှိတယ်ခမပြီးတော့ bonus အကျိုးခံစားခွင့်ကိုကျွန်တော်ကြည့်မယ်ဆိုရင်လေအမေရိကန်ဒီဒေါ်လာ9000ပေါ့လေ တပွဲကိုသူတို့ဘောနပ်ဆရခဲ့9000လောက်ရတဲ့နေတာရှိတယ်။အဲ့တော့တပွဲရဲ့အကျိုးခံစားခွင့်ကအရင်များတယ်လို့ကျွန်တော်တို့သိရှိရပါတယ်။ဆိုလုံးနေနဲ့လက်ကြံ၃ပွဲမှာအနိုင်ရအောင်လုပ်နေပါပြီ။အမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးတွေကဆိုလုံးကြံရှိသည့်လက်ကြံပွဲရည်ပြတ်သည့်၃ပွဲသာကြံရှိတော့တဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပြပေးလိုက်တာဖြစ်ပါတယ်။ကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။